ကဲအားလုံးပဲမင်္ဂလာပါ။ကိုအောင်တောင်ကြီးဒီလိုချင်နေမှပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။ကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထူထောင်ကြိုပြုပကံနဲ့ရက်တည်ပြီးတော့ဒီအနည်းဆက်ဆုံးနဲ့ကြီးအောင်နိုင်ဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးနဲ့တကွာတင်ဆက်ပေးနိုင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးကို like နဲ့ follow လေးနှိပ်ထားပေးလို့ရပါတယ်ဗျ။ဟုတ်ကဲ့ဒီနေ့ညမှာဆိုလည်းကျွန်တော်ဒီအနည်းဆက်ဆုံးနဲ့ကြီးအောင်နိုင်ဆုံးပွဲစဉ်လေးမပြောခင်မှာကျွန်တော်မင်းညကကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ဒီဘိုလော့နာနဲ့ဒီခရိုမိုနီတဲ့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီဘိုလော့နာ body ကိုကျွန်တော်ရွေးချယ်ခဲ့ပြီးတော့ကိုပေါင်းအောက်ကိုကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဗျ။အဲ့လိုရွေးချယ်ရတဲ့အကြောင်းရင်းကလည်းဒီ ဘူလောနာရဲ့အချိုးပေးမှုကဒီတလုံးပြား40ရှုံးကနေတလုံးပြား40ရှုံးနဲ့ဘူပေါင်းစေးရဆိုရင်လည်းဒီနှလုံးပြား80ရှုံးဆိုတဲ့ခြေထဲမှာပဲကျွန်တော်အဲ့ဒီပွဲစဉ်လေးကိုကြည့်ဘူလောနာဘော်ဒီလို့ကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဗျဒီည9နာရီ10နာရီလောက်မှာဆိုရင်ဒီဘူလောနာဘော်ဒီကဒီတလုံးပြား40ရှုံးကနေပြီးတော့တလုံးတည့်ရီလောက်ဒီခြေတွေတက်လာပြီးတော့အခြေတွေချလာပြီးတော့ဒီဘူပေါင်းစေးရဆိုရင်လည်းဒီ တလုံးနှလုံးပြား80ရှုံးရနေပြီးတော့ဒီနှလုံး100အပြည့်ရှုံးနေကြေးတွေဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီအောက်ကြေးပေါ်တွေနဲ့ဂိုးပေါင်းပေါ်တက်လိမ့်မယ်လို့မြင်မိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့အဲကျွန်တော် Telegram Free Channel လေးမှာရော VIP တို့ဘယ်ကောင်းလေးမှာရောဒီဘိုလွန်နာဂိုးပေါ်ပဲကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဗျ။နောက်ပြီးဒီဘလက်ကောင်နဲ့ဘလန်စီယာတို့ကဘွဲစီမှာဆိုရင်လည်းကျွန်တော်ကတော့ဒီကြေးတွေတော်တော်လေးဟိုဟာဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အကြေးတွေတော်တော်လေးပြောင်းလဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဂိုးပေါင်းကိုရွေးချယ်ပေးခဲ့ပါတယ်။ကျွန်တော် Telegram free channel လေးမှာဆိုတော့ဒီဘိုလောနာဂိုးပေါ်နဲ့ဒီဘလကန်နိုဂိုးအောင်ဆိုပြီးကျွန်တော်ရွေးချက်ပေးခဲ့ပါတယ်ဗျာကျွန်တော်တပွဲကောင်းအနေနဲ့ဆိုရင်လည်းဒီ VIP တပွဲကောင်းအနေနဲ့ဆိုရင်လည်းဒီဘိုလောနာဂိုးပေါင်းပေါ်ကျွန်တော်ရွေးချက်ပေးခဲ့ပါတယ်ဗျာအဲဒီတစ်တော်လေးမှာဆိုရင်တော့ကျွန်တော်ကတော့ဂျေးအရာရွေးချက်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော် အဲကျွန်တော်ဝဲကောင်းရွေးချယ်မှုလေးကအဆင်မပြေဖြစ်ခဲ့တယ်အဲကျွန်တော် Telegram channel လေးကို join ထားတဲ့ညီကိုတွေဒီ VIP ကို join ထားတဲ့ညီကိုတွေဆိုရင်အားလုံးအနိုင်ရကြတဲ့အတွက်ကျွန်တော် WhatsApp PD ဖြစ်မိတယ်အဲဒါကြောင့်မလို့ကျွန်တော် Telegram channel လေးကိုမ join ရတဲ့ညီကိုလေးရှင်ကျွန်တော် Telegram channel လေးကို join ထားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျဟုတ်ကဲ့အဲဒီနေ့ညမှာဆိုရင်ကျွန်တော်ဒီအနည်းဆက်ဆုံးနဲ့ကြည့်ရအောင်လဲဆိုဘွဲ့စင်တစ်ဘွဲ့ဖြစ်တဲ့ဒီ England Premier League ဘွဲ့စင်၁၄မှာချိန်ပိုင်ကစားတော့မယ်ဒီ Newcastle တင်းနဲ့ Tottenham Hotspur တို့ရဲ့ဘွဲ့စင်တွေကိုကျွန်တော်ဘွဲ့ချုပ်တုံးတက်ပြီးတော့မှာဖြစ်ပါတယ်ဗျဒီနေ့တင်းရဆိုရင်ဒီ England Premier League အမှတ်ပေးစရာမှာဒီ ရှင်မြန်ကစားနေရတဲ့တင်းတင်းဖြစ်တဲ့အင်္ဂလန်ပရီးမီးယားလိမ်အမှတ်ပေးစရာမှာဆိုရင်ဒီနေ့တင်းစလုံးကဒီ73ပွဲ73ပွဲရှင်မြန်ကစားတာပြီးဒီ9ပွဲနိုင်3ပွဲတည်း9ပွဲရှုံးဆိုတဲ့ရလက်နဲ့ဒီနေ့တင်းစလုံးကရမတ်တူညီနေပြီးတော့ဒီ6ခွာ6ချက်ဆောင်လာအဆင့်17နဲ့17နေရာမှာရက်တည်နေတဲ့တင်းတင်းပဲဖြစ်တဲ့ဗျာဒီနေ့တင်းရဆိုရင်ဒီချန်ပီယံလိအမှတ်ပေးစရာမှာရှင်မြန်ကစားနေတဲ့တင်းတင်းပဲဖြစ်တဲ့ဗျာဒီလိုချီတူအတင်းနဲ့တင်းတွဲဆောင်တဲ့ပွဲရဆိုရင်တော်တော်လေးကြီးကောင်းမယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီလို ရမတ်တူချေတူအတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီနေ့ညမှာဆိုရင်ကျွန်တော်ကအရေးကြီးဆုံးတစ်ချက်အနေနဲ့ဒီအကြောပေးမှုလေးကိုကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်ပါတယ်ဗျာအဲဒီလိုချေတူနဲ့တင်းပြည့်စုံတဲ့အချိန်မှာဒီ ancient ယူကဆယ်တင်းကဒီ body jade တလုံးပြား50စားနဲ့ကိုပေါင်းချင်း3လုံးပြား50စားဆိုတဲ့ခြေတန်းလေးဖွင့်လာတော့ကျွန်တော်တွေ့မြင်ရတယ်ဗျာဒီ body jade တလုံးပြား50ခြေတန်းနဲ့ကိုပေါင်းချင်း3လုံးပြား50ဆိုတဲ့ခြေတန်းကတော့ဒီ body နိုင်ကိုအောင်မယ် body ရှုံးရင်ကိုပေါ့မယ်ဆိုတဲ့ဂျင်းလေးဖွင့်ထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျာ။ဘာကြောင့်ဒီ ancient yuga ဆိုတဲ့ဒင်းကဒီတလုံးပြ90ဂျင်းတန်းပေးထားတာလဲဆိုတော့ကျွန်တော်အောက်မှာဒီချာချာလေးရှင်းပြမှာဗျာ။ ancient yuga ဆိုတဲ့နေရာဒီပြီးခဲ့တဲ့နောက်ဆုံးရှင်းမြင်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်ဒီ man city ကိုအိမ်ကွင်းမှာ2-1ဆိုတဲ့ဂျာလန်နဲ့အနိုင်ရရှိခဲ့တယ်။ဒီအဝေးကွင်းဖြစ်တဲ့ဒီ tony hotspot တွေကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်သူက fuan ကိုအိမ်ကွင်းမှာပဲ1-2ဆိုတဲ့ဂျာလန်နဲ့ရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျာ။ဒီ ancient yuga ဆိုတဲ့နေရာဒီသူ့ရဲ့အိမ်ကွင်းဒီပေါင်းဆောင်နောက်ဆုံးရှင်းမြင်ခဲ့တဲ့၅ဘောကိုတွေ့ကြည့်လိုက်တဲ့အချိန်မှာဆိုရင် ငါးဘွဲစလုံးကိုအနိုင်ရရှိထားပြီးတော့သူတို့ရဲ့တိုက်စစ်ကငါးဘွဲမှာ၁၂ဂိုးတိဂိုးတွေပြီးခန်းစစ်က၂ဂိုးထားလည်းဂိုးပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာဒီအရှင်ယူကစက်တင်ကဒီတိုက်စစ်ပိုင်းမှာတော်တော်လေးအားကောင်းပြီးခန်းစစ်ပိုင်းကလည်းဒီတော်တော်လေးကြစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျအဲဒီအဝေးကွင်းဖြစ်တဲ့ဒီတော်နီဟော့စပါတင်ကလည်းဒီ ူရဲ့ဒီအဝေကတားရှိမှတ်တယ်နောက်ဆုံး၅ပွဲကိုတွက်ကြည့်လိုက်တဲ့ချိန်မှာဆိုရင်နောက်ဆုံး၅ပွဲမှာသူတို့က၃ပွဲတိတိချုံနေထားပြီး၃ပွဲတည်းရေ၃ပွဲတည်းလည်းအနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီအိဒီအဝေကွတ်ပြတဲ့တော်နေဟောစပါတွင်ရတော့ဒီအဝေကွတ်တားရှိမှတ်ခဲ့တဲ့ချိန်မှာသူတို့ရဲ့တိုက်စစ်ကဒီအာနေချက်တွေရှိပြီးတော့ဒီခန်းစစ်ကဆိုရင်လည်း တော်လေးကိုအမားများတွေကကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျ။ဒါကြောင့်မလို့လေဒီ ancient new ကတဲ့တင်ရပဲဒီတလုံးပြ90ဆိုတဲ့ခြေတန်းဖွင့်ထားတာကိုတို့ကျွန်တော်ကမြင်ပြီးတယ်။နောက်ပြီးဒီနှစ်တင်ရ head to head form ကိုတွေ့ကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီနှစ်တင်ရ head to head form နောက်ဆုံးရှင်းမြန်ကတဲ့၅ဘွဲမှာဆိုရင်လေဒီ ancient new ကတဲ့တင်ရပဲ၃ဘွဲတတိအနိုင်ရရှိပြီး၂ဘွဲတေချတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျ။အဲဒါကြောင့်မလို့ဒီ ancient new ကတည်းကဒီအင်ကွင်းလေးဖြစ်တဲ့ဒီသူ့ရဲ့အင်ကွင်းမှာဆိုလဲတော်တော်လေးကိုဒီဖောင်ကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ ancient new ကတည်းကခြေတွေ ပေးထားတယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနှစ်တရဆိုရင်ဒီပြီးခဲ့တဲ့ပတ်ကအပြီးခဲ့တဲ့ဒီနှစ်တရဆိုရင်ဒီခါတာပေါင်းဖလားပွဲစဉ်မှာဆိုရင်ထိတဲ့တွေ့ဆုံထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာဒီခါတာပေါင်းဖလားပွဲစဉ်မှာဆိုရင်အင်ရှင်ယူကဆိုရင်အိမ်ကွင်းမှာပဲတွေ့ဆုံထားပြီးတော့တူစည်းဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လေဒီနေ့ညမှာဆိုရင်တလုံး၅၀ဆိုတဲ့ခြေတန်လေးဖွင့်ထားတာလို့ကျွန်တော်ကမြင်မိတယ်ဗျာနောက်ဒါကြောင့်မလို့ဒီနေ့ညမှာရှင်းမဲ့ကစားတော့မဲ့ဒီယူကဆယ်တင်းနဲ့တော်နီယာဟောင်းစပါတို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီအင်ရှင်ယူကဆယ်ဘော်ဒီကိုချိန်မိတဲ့အတွက်ကြောင့်မလို့ဒီအင်ရှင်ယူကဆယ်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ် အဲကိုရကိုပေါင်းစည်းအနေနဲ့ကတော့ကျွန်တော်ဘိုးအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျအဲကိုရလက်အနေနဲ့ကတော့ဒီ 1C 2C လောက်ထိပဲသွားမယ်လို့ကျွန်တော်ကမြင်မိတယ် ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ညမှာရှင်းမယ်ကစားထားမယ်ဒီတော်နီယန်အန်ယူကဇက်တင်တော်နီယန်ဟောစပါတို့ပွဲစဉ်လေးမှာဆိုရင်တော့ကျွန်တော်ကတော့အင်ရှင်ယူကဇက်ဘော်ဒီနဲ့ဂိုးပေါင်းအုပ်ကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချိန်မဲ့ဆိုတော့အတွေးတူတဲ့အချိုက်တူတဲ့ဆိုရင်ဆော့ကစားလို့ရပါတယ်အတွေးမတူရင်ဘက်ကန်နိုင်ပါတယ်ရလက်ကောင်းတွေရရှိပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးလိုက်ပါတယ်ဗျနောက်ဆုံးအချက်အနေနဲ့ကျွန်တော် Telegram Channel လေးကိုမြည်တူမဆိုအခမဲ့အနေနဲ့ Like ဟောက် Join လို့ရပါတယ်ဆိုတာကိုပြောချင်နေတယ်ဗျဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ